မရောဖဖေရောတမိကတော့ပါတယ်လေမရဲ့တမိလေးကိုမဖို့ပေးရမယ်နော်မဖို့တောင်းရတာကိုလည်းအရန်ပျော်တယ်မဖို့ရရင်လည်းပျော်တယ်မပေးရင်လည်းစိတ်မဆိုးပါဘူးနည်းနည်းများများရေးမကြည့်ဘူးတထောင်တထောင်ဆိုရင်တော့အော်ကျေးဇူးပါအဲတမိကကလေးဆိုတာလေပေးတဲ့ရွယ်မဟုတ်သေးဘူးရှင်လက်ခံတဲ့ရွယ်ပဲရှိသေးတယ်ကပေးရွယ်ကြောင့်ပေးမယ်လို့ဆိုပြအော်အဲ့လိုမျိုးလဲစီတင်မရှိဘူးရှင်ဒီမှာတသက်လုံးတောင်းဖို့ပဲစီတင်ရှိရမို့ဖို့တောင်းသွားမယ်ထင်တာပါ တင်းတူမှာဆိုရင်တော့မိသားစုဝင်နဲ့ကုန်ဆုံးတာအမှတ်တရပါပဲဒီမို့မိသားစုဝင်နဲ့တူတူဒါမုံနေလှူစားခဲ့ရတယ်ပြီးတော့ပွဲစီလျှောက်လဲတာတွေအခုဆိုလဲရေတော်ပွဲစီရလုံနေရတယ်နော်အဲ့တော့အဲ့လေလျှောက်နေရလေးကအရန်အမှတ်တရဖြစ်ပါတယ်ဒီနှစ်တော့မလဲဖြစ်တော့ပါဘူးမဖို့တောင်းရတာကိုလည်းအရန်ပျော်တယ်မဖို့ရရင်လည်းပျော်တယ်မပင်းရင်လည်းစိတ်မဆိုးပါဘူးဒါမဲ့မပင်းမချင်းလေးပေါ့မပင်းမချင်းလေးပေါ့လိုက်တတိလေးပေါ့ မဖို့တောင်းတာလည်းပျော်တယ်ပြီးတော့စီမီးရထုံးရတာအရန်ပျော်တယ်ပြီးရင်မိသားစုနဲ့အတူတူပွဲစည်းပတ်ရတာအဲ့ဒါလည်းအရန်ပျော်ပါတယ်ငငယ်တော့မဖို့ပေးလို့အာငဖို့၅တောင်းရတယ်ဆိုလို့ရှင်သိရမလားအိမ်ပြန်ရရင်မဖို့၅တောင်းရတာမပြောမပြောမပြောချင်ဘူးဆိုတော့ကနဲ့ကိုသိမလားဩငါမဖို့ရလာတယ်ပေါ့ဒါပေမဲ့အိမ်ရောက်လို့ရှင်မမြတ်သိမ်းထားပေးပါတယ်မဖို့ပေးရနဲ့ တော့အဲ့လိုမျိုးတော့မရှိပါဘူးရမမကိုဟိုတောင်းနေဆိုတာလေအဲ့လိုကလေးမို့လို့ပေါ့နော်အပြော်ပတ်တောင်းတာဆိုတော့ဟိုဂျိုင်းမဲရရင်ပြီးရောပဲအဲ့လိုမျိုးပတ်ပတ်ပြီးတောင်းနေရဟုတ်နည်းနည်းများများရေးမကြည့်ဘူးနည်းနည်းများများရေးမကြည့်ဘူးတစ်ထောင်နှစ်ထောင်ဆိုရင်တော့အော်ကျေးဇူးပါအဲ့လိုအဲ့လိုမျိုးပေါ့နော်အဲ့လေးရောရှိရအောင်ကွာအပေးရောဒီနေ့ဆုံးဘလောက်ကစားပြီအဲ့တမီးကကလေးဆိုတော့လေပေးတဲ့ရွယ်မဟုတ်သေးဘူးရှင်လက်ခံတဲ့ရွယ်ပဲရှိသေးတယ်ကပေးရွယ်ရောက်မှပေးမယ် ။အော်အဲ့လိုမျိုးလဲစီစဉ်မရှိဘူးရှင်ဒီမှာတသက်လုံးတောင်းဖို့ရဲစီစဉ်ရှိရမို့ဖို့တောင်းသွားမယ်ထင်တာပါ။အော်ဒီနေ့ကောအရင်ကြည့်ဦးသွားရလား။ဒီနေ့ကတော့မကြည့်သေးဘူးတောင်းမဲဟောင်းမလုံးပန်းရသေးဘူး။ဒီနေ့ဒီနေ့ဒီနေ့ကြည့်မယ်လေ။ငငယ်တော့ကလေအဲ့လိုမျိုးမို့ဖို့ရပြီဆိုလို့ရှင်လေ။ဟိုအတိကရေမုံလောက်တာပွဲစေးသွားတယ်ပွဲစေးသွားပြီးစားရတယ်။ ပြီးရင်ပွဲစည်းမှာအယုတ်တွေဝဲတယ်ငငယ်တော့အဲ့လိုလေအဲ့လိုခေါင်းမှလေမီးလေးတွေလင်းနေရဆိုအရန်သဘောကျတာခေါင်းမှငါခေါင်းကြီးမီးလင်းနေရဆိုအကုန်လုံးငါ့ကိုမြင်ရတယ်ဆိုပြီးတော့အဲ့လိုမျိုးခေါင်းမှမီးလေးလေးနဲ့လည်းရှောက်သွားဘူးပါတယ်အဲ့လိုမျိုးပါပဲခုခေတ်ကလေးတွေလည်းလုပ်ကြမယ်လို့ထင်ပါတယ်အဲ့လိုကအခုချိန်ကျတော့အဲ့လိုပွဲစည်းတစ်ပိုင်းသွားမှာသူတို့ပဲစစ်ပြီးတော့အော်သွားတယ်စမ်းချောင်းပွဲစည်းတော့လည်းသွားတာပဲကိုကိုတယောက်တည်းသွားလဲထင်နေတာကိုအစ်တီလည်းအများကြီးတွေ့ လို့ရမ်းပြောဖို့ကောင်းပါတယ်။ဘာဖြစ်ဟိုဘယ်လိုခေါ်မလဲလူကြားထဲမှာသွားပြီးတိုးခွေးရလဲအရသာတစ်မျိုးဆိုတော့လေ။ကိုကြီးမဟုတ်ပါဘူးတွားတဲ့ခါကျရင်ညီမလေးနဲ့တွားရတယ်ပြီးရခါကျရင်အင်အားလူတွေနဲ့တွားရတယ်အဲ့လိုမျိုးပေါ့ဟုတ်ကဲ့ညီမရဲ့တင်းကျုံအစ်တွေပါရရှာတွေ့ကြတယ်ဟုတ်ရောဘာလို့ညီမတို့ဒီလိုမေးခွန်းနေမေးပြောနှိမ့်ဆက်နေရှိပါဦးအဲ့လိုမျိုးတမရလိမ့်ပါပါတယ်မြငယ်ပါသေးရဲ့တင်းကျုံအင်အားညီမနဲ့ပဲလွတ်တာလေတခြားလူတွေနဲ့မလွတ်ဘူး ်အဲ့ဒါဒီနေ့တော့ဂျမဝဲလက်တော်စကားနေပါသေးတယ်ဘလို့ကြီးလဲပြီးရင်ကောင်းစင်အဲ့လိုတောက်ရမောငယ်ပါသေးတယ်ဟုတ်ကဲ့ဒါဟိုဘလို့ပါပဲဟုတ်အဲ့လိုလေးပါတဲ့င်းချုံမလေးအဲ့လိုအရင်တော့ဆိုမီမီပန်းလေးတွေဆော့ရမလားသူများမီပန်းတတ်ထိုင်ဘူးတဲ့အမတ်တရပဲရှိရဲအဲ့လိုမျိုးချစ်သူတွေနဲ့ဟိုတဲ့င်းချုံမလျှောက်လဲတာမရှိဘူးရင်တုံရတဲ့အမတ်တရပဲရှိရဲအဖေနဲ့လဲလိုက်မိနဲ့လဲလိုက်ဖွားနဲ့လဲလိုက် ဒါတော့ဒီနေ့အဖေကဗာလဲဟိုဟိုဗာလဲတငယ်ချင်းနေတဲ့အတူတူဟိုပေးလို့လို့အားကြောင့်တော့ဒီနေ့မှာမိတော့ဗာလဲတော့ဒါကဒွေဒီယာနေပြောရင်လူတွေတိကုန်မှာပေါ့ဒါဒါမမေနဲ့သမီးတို့ကြာပဲရှင်းမဲ့လေဒါမိဘနဲ့ကလေးနဲ့ကြာပဲရှင်းဖြစ်ရှင်းမဲ့ကိစ္စဆိုဘယ်လိုလဲဆိုတော့ညီမအိမ်ပြန်မရောက်သေးဘူးတင်းကတက်တက်သွားအမေကတိတိသွားအဲ့တော့ကိုက surprise လုပ်မယ်တွေးထားလိုက်အမေကကြိုကြိုတိသွားလိုက်ဘာမှလည်းငါအဲ့လိုဖြစ်နေတော့ စစ်မပြေဘူးအာမီဒီယာကနေပြောတော့မပြောရဲမပြောရဲအခုဒါတော့မှအိမ်မပြန်ရသေးဘူးတက်ရင်တက်နေမှာအဲ့ဒါမှဒီဟာကြိုးပြန်ပြန်တော့ grow ဆီဆီဘုံပြန်ပြန်ရှိပါတယ်မခုလည်းများများပေးပါမမေရောဖေဖေရောတမီကတော့ပါတယ်လေမရဲ့တမီလေးကိုမခုပေးရမယ်နော်အဖွာတော့တော့အကုန်လုံးတောင်းတာ ဲဒီနေ့ရမုံကတော့ဒါတာကီတာကပီတန်မောမှာစိန်နန်းတော်ရဲ့သတင်းကျအထူးဇေယောင်ပွဲတော်ကြီးမှာရောက်ရှိနေပါဖြစ်ပါတယ်ရှင်။လည်းလဝိဒနာလေးဝစ်ဆန်လိုက်ပြီးဆိုတာနဲ့ပေါ့နော်ဒါရမုံတို့ဘယ်လိုခေါင်းလဲကြောက်သွားတယ်လို့မျိုးပေါ့နော်ဝစ်စားရတဲ့ဝစ်စားကအဲဘလောက်ပဲလှနေလှနေလဝိဒနာစင်မြန်းတာလေးအဲ့လိုနည်းနည်းပပလိုအပ်သွားမယ်ဆိုရင်လည်းဝစ်စားရဲ့အတိတ်ပဲလေးကပျောက်သွားမျိုးလည်းရှိတယ်။ဒါမဲ့ဒါစိန်နန်းတော်ကအခုလဝိဒနာလေးနဲ့အများကြီးလှနေတာဆိုတော့ရမုံကတော့ဟိုအရန်ကိုကျင်းနေပြီဖြစ်ပါတယ်ရှင်။ဒီနေ့ဝစ်ထားတဲ့ဓမ္မအကြိုက်ဆုံးကတော့ရမုံဆဲကျူးလေးရမ်းကြိုက်ပါ ါတယ်ဆွဲကျူးလေးကဒါဘယ်လိုခေါ်ဒီဇိုင်းဆက်ဆန်းလေးပေါ့နော်ရေမုံဟုတ်ဟုတ်ဒါလေးဆွဲကျူးလေးပူကြိုက်ပါတယ်ဟုတ်နော်ဒါရေမုံတို့အဲရွှေတယ်နဲ့ရွှေပြူတယ်တွေကိုအလဲစီယိုပါဆန်နဲ့ရရှိမဲ့အထူးခွင့်ရည်လည်းရှိတယ်ပြီးတော့ပတင်းကျူးအစီအစဉ်လည်းအများကြီးရှိတာဆိုတော့အားလုံးလာရောက်ပြီးတော့ဝယ်ယူဖို့ရေမုံကပြောချင်ပါတယ်ရှင်